ချစ်ခင်လေးစားအပ်တဲ့ကြပါချစ်သူများမင်္ဂလာပါခင်ဗျာ အခုတလောစစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမြေပြင်တချို့မှာ လူငယ်တချို့ အသက်ပေးလူနေကြရတဲ့သတင်းတွေဖတ်ရကြားရပါတယ်အင်မတန်မှ ဆိုးရွာလှတဲ့စစ်အာဏာရှင်စနစ်ကြီးပြည့်စည်ကြဆုံးမှသာဒီတိုင်းပြည်ဒီအနာဂတ်အတွက်ကောင်းမွန်မှာအမှန်ဖြစ်ပေမဲ့လူငယ်တွေ အသက်သွေးချွေးပေးဆက်နေရတာကတော့ရင်နာစရာ ကောင်းလာတာအလုံးအသိပါခစ်တခေပြောင်းဖို့ဆိုတာ လူအသက်နဲ့ဆက်ပြီးလမ်းခင်းရတာမျိုးမို့ကြေခွဲစရာပါဒါပေမဲ့ကျွန်တော်တို့မှာ တခြားရွေးတဲ့လမ်းမရှိတာလေအမှန်နာကြီးဖို့ကောင်းတာလေအမှန်ဖြစ်ပေမဲ့ကျွန်တော်တို့တော်လန်ရေးနီးကလွဲပြီးတခြားရွေးချယ်တဲ့လမ်း လောလောဆယ်မှာမရှိပါဘူးဒါပေမဲ့လည်းဒီလမ်းဟာလမ်းတကြီးတစ်ခုအတွက်လမ်းမှန်တစ်ခုဖြစ်တယ်ဆိုတာလည်းအမှန်ပါပဲခစ်တစ်ခုဖြစ်ထွန်းလာဖို့အရင်အနည်းစိုက်ထုတ်ရတဲ့သဘောပါပဲကြပြားဆရာမောင်ချောနယ်ကကြပြားတပုတ်ရေးခဲ့ဘူးတဲ့ကျွေတာကိုကပွင့်ချင်းပဲတဲ့အင်မတန်မှန်ကန်လေးနဲ့တဲ့ကြပြားပါ လူငယ်တွေပေးဆက်ကြရတာမှန်တယ်ပန်းတွေကျွေးတယ်လို့ကျွေးကြရတာမှန်တယ်ဒါဟာတကယ်တော့ပန်းသစ်တွေနောင်အနာက လူငယ်မျိုးဆက်သစ်ပန်းတွေဝေဖို့ပွင့်ဖို့အတွက်ဖြစ်တယ်ဒါနိယာမှာပဲကျွန်တော်တို့သိကြရမယ်ယုံကြည်လေးနဲ့ကြရပါမယ်ဒီနေရာမှာအော်စတြေးလျကဗျာဆရာကလာရာကွတ်နာဗီနိနီရဲ့ တစ်ပင်တပင်လို့အမည်ပေးထားတဲ့ကြပြားနဲ့ထပ်ပြီးရှင်းပြချင်ပါတယ်။ခုတ်ဖြတ်အလဲခံလိုက်ရတဲ့တစ်ပင်တပင်။နောက်တော့အဲ့ဒီအလဲခံလိုက်ရတဲ့တစ်ပင်တစ်ကိုင်းတွေကတိရွဲ့အစ်စ်တွေပေါက်လာ၊ပန်းတွေပွင့်လာ၊ကျေးငှက်တွေနားကျပျော်ကြ။ဒါကိုဘယ်သူညှင်းနိုင်မလဲ။ဘယ်သူကတားနိုင်မလဲ။တော်တာရှင်ကြပြာချစ်သူများခင်ဗျာ။ဩစတြေးလျကြပြာဆရာ ကလာရာကွတ်နာဘီနိနီရဲ့ဟောဒီတစ်ပင်တပင်ကြပြားကိုနားဆင်ကြည့်ကြရအောင်ပါကြပြားဆရာမြန်မာကြပြားဆရာကြီး မောင်သိန်းခိုင်ဘာသာပြန်ဆိုထားတာပါနားဆင်ကြည့်ပါကြပြားရဲ့ခေါင်းစည်းအမိကိုထပ်ပြီးပြောပါမယ်တစ်ပင်တပင်တဲ့တစ်ပင်တပင်လှဲလိုက်တယ်တစ်ပင်တပင် သူ့အရွက်တွေရှင်သန်နေတုန်းသူ့အသီးတွေဝင်းမဲ့နေတုန်းသူ့အခိုင်းပေါ်မှာငှက်တွေသူ့အခိုင်းပေါ်မှာငှက်တွေနားနေတုန်းတစ်ပင်တပင်လှဲခဲ့တယ်သောတာရှင်ကဗျာချစ်သူများပုံမူခံစားနိုင်မှုဒီကဗျာကိုနောက်တစ်ကြိမ်ထပ်ပြီးရွတ်ဆူပြပါမယ်တစ်ပင်တပင်လှဲလိုက်တယ်တစ်ပင်တပင်သူ့အရွက်တွေရှင်သန်နေတုန်း သူ့အသီးတွေဝင်းမဲ့နေတော့သူ့အခိုင်းပေါ်မှာငှက်တွေနားနေတော့တစ်ပင်တပင်လှဲခဲ့တယ်သောတာရှင်ကြပြချစ်သူများခစ်တခေပြောင်းဖို့အလဲခံကြရတဲ့လူငယ်များတစ်ပင်များပေါ်စာနာနားလေဂုံပြုတ်နိုင်ကြပါစေကျွန်တော်ငြင်းဝေပါ